မင်္ဂလာပါ POS ထက်သွင်းပြဖို့ရန်အတွက်မိမိကွန်ပျူတာ laptop ထဲမှာ team viewer ဆိုတဲ့ app တစ်ခုလိုအပ်ပါတယ်အဲ့ဒီ team viewer ဆိုတဲ့ app ကိုဘယ်လို install လုပ်ရမလဲဆိုတာကျွန်တော်ပြပြသွားပါမယ်ပထမဆုံး desktop ပေါ်မှာ browser တစ်ခုခုဖွင့်လိုက်ပါကျွန်တော်ကတော့ဒီနေရာမှာ chrome ကိုအသုံးပြုပါတယ်နှစ်ချက်နှိပ်လိုက်ပါတယ် ဟုတ်ပြီအပေါ်ဆုံးမှာဒီနေရာမှာစာရေးဖို့ရှိပါတယ်အဲ့ဒီနေရာမှာကျွန်တော်ရေးကြိုလိုက်ရေးပါ bit.ly/ စလုံးအကြီးနဲ့ imm dash co n n e c t imm connect ပေါ့เนาะဒါလေးကိုရေးပြီးတော့မှာ enter တစ်ချက်လောက်လေ့လိုက်ပါ keyboard ပေါ်မှာရှိရဲ enter တစ်ချက်လောက်လေ့လိုက်ပါဟုတ်ပြီ enter လေ့လိုက်တာနဲ့ဒီအောက်နားလေးကိုကြည့်ပါ team view က qs.exe ဆိုပြီးမှ file ကိုကြာလာပါ download ဆိုရင်းနေရပေါ့နော်ဒီမှာအလုံးလုံးနေရမပေးသေးဘူးခဏလေးတော့စောင်းပေးရပါတယ်26 mb လောက်ရှိရပေါ့နော်တမနစ် နမစ်လောက်တော့ကြာတတ်တယ်။ဟုတ်ပြီ download ဆွဲတာပြီးသွားပါပြီဒီလိုအနေထားဆိုရင်တော့ download ဆွဲတာပြီးသွားပြီဖြစ်ပါတယ်။ download ဆွဲတာပြီးပြီဆိုလို့ရှိရင်ဒီ team viewer ဆိုရဲစာပေါ်မှာစာသားပေါ်မှာတစ်ချက်လောက်နာနာလေးနေလိုက်ပါ။ဟုတ်ပြီကျွန်တော်တော့နေချလိုက်ပါပြီခင်ဗျာ။ဒီ Google Chrome browser ကိုလည်း page လုံးရပါပြီ desktop ပေါ်မှာခဏလေးစောင့်နေလိုက်ပါဟုတ်ပြီကျွန်တော်ကျွန်တော်မှာတော့ချက်ချင်းဒီလိုမျိုးတန်းပေါ်ရယ်ပေါ့เนาะတကယ်လို့ဒီလိုမျိုးတန်းမပေါ်အောင်ဆိုလို့ရှိရင်အခုကျွန်တော်ပြပြထားတဲ့ပုံတိုင်းပဲလိုက်လုပ်ပြပါ အမှန်တစ်ပြေးပါပြင်အောက်မှာ continue ကိုနှိပ်လိုက်ပြီးဆိုရနဲ့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့တော့အခုပေါ်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပို့ပေးလိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ကွန်ပျူတာကနေပြီးတော့မှလူကြီးမင်းတို့ရဲ့ကွန်ပျူတာထဲကို IMM POS ထည့်သွင်းပြီးအဆင်သင့်ဖြစ်နေပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်